မင်္ဂလာပါအတွင်းကြကြလေးလာတုံးတချက်အစီအစဉ်ကနေကြိုဆိုပါဒီနေ့ကျွန်တော်တို့ကြည့်ရှုလေးလာမယ့်အကြောင်းအရာတွေကတော့အဲကမ္ဘာဒလားကအဓိကနိုင်ငံရေးအပြောင်းလဲတွေပေါ့နောက်ပြီးတော့အထူးသဖြင့်ယူကရိန်းစစ်မြေပြင်မှာဖြစ်ပေါ်နေတဲ့အဲနောက်ဆုံးအခြေအနေတွေအနှစ်သာရကိုနားလည်ဖို့စူးစမ်းကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့စီမှာတရင်ခေါင်းစဉ်တွေစီရေးတုံးတချက်တွေအများကြီးပဲဟိုတရင်ရေးမြေအမျိုးမျိုးရှိပါတယ် ဆိုတော့ဒီဆွေးနွေးမှုရဲ့အကြီးအကျယ်ကတော့ဒီအော်တိုဘလာ20ရက်နေ့ကတရင်းစုံတွေထက်ကအရေးအကြီးဆုံးအချက်အလက်တွေနောက်ွယ်ကအထီးမေတွေကိုထုံနှုံပြီးရလေရှုတ်ထွေးရဲ့ကပအရေးခင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ပါပဲကဲဘယ်ကစာကြည့်ကြမလဲอืมဂျပန်နိုင်ငံကစစ်ဝင်စားစရာနိုင်ငံရေးတရင်းနဲ့ဆက်လိုက်ကြတာပေါ့ဟုတ်ကဲ့ဂျပန်မှာတကယ်ကိုထူးခြားတဲ့အပြောင်းလဲတစ်ခုဖြစ်သွားပါတယ်အဲရှေးရိုးဆွဲဝါဒီပြီးတော့တရုတ်နိုင်ငံအပေါ်ပြင်းပြင်းထန်ထန်ဝေဖန်လေးရှိတဲ့သူ စနေတက္ကိုင်းချီဘုနောသူကိုဂျပန်ရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လွတ်တော်ကရွေးကောက်တင်မြှောက်လိုက်ပါပြီသူကဧကရာဖြည်ရဲ့နဲ့တွေ့ဆုံအတီးဖြူပြီးရင်တရားဝင်တောင်းဝန်ဆက်တင်ထမ်းဆောင်ပါပါအော်ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ရှီယိုဆေဝါဒီဒီယိုကိုဝေဖန်တို့ဒါတွေကဂျပန်ရဲ့ဟိုနိုင်ငံခြားရေးမူဝါဒအထူးသဖြင့်တရုတ်နဲ့ဆက်ဆံရေးပြီးတော့ဒေတာတွင် လုံခြုံရေးမဟာမိတ်တွေနဲ့ပတ်သက်လို့ ဘလို့အပြောင်းလဲနေဖြစ်လာနိုင်မလဲဘလို့တုံးစက်နိုင်မလဲခင်ဗျ။အင်းဒါကစောင့်ကြည့်ရမယ့်အချက်တစ်ခုပေါ့။တာကအကြီးကဂျပန်ရဲ့ကာကွယ်ရေးစွမ်းရည်မြင့်တင်ဖို့ရဲ့ပြီးတော့တရုတ်ရဲ့ဒေတာတွင်ဩစာလွမ်းမှုမှုကိုပုံမီတင်းတင်းမာမာတုံ့ပြန်ဖို့လိုလားသူအဖြစ်လူကြီးများတယ်လေ။ဆိုတော့သူရဲ့ခေါင်းဆောင်မှုအောင်မှာအမေရိကန်နဲ့လုံခြုံရေးဖူးပေါင်းဆောင်ရွက်မှုလေးပို့ပြီးနဲ့ရှာရည်လာနိုင်တယ်လို့တရုတ်နဲ့ဆက်ဆံရေးမှာပို့ပြီးသတိထားတဲ့အဲတခါလေထိတ်တိုက်တွေ့နိုင်ရေးရှိတဲ့ချင်းကပ်မှုမျိုးမြင်တွေ့ရနိုင်ပါတယ် ဒါပေမဲ့လည်းဟိုလက်တွေ့မှာတော့စီးပွားရဲ့ပအဝင်ရှုပ်ထွေးရဲ့အကျိုးစီးပွားတွေရှိနေတာမို့လို့လေမိုးဝါတော့အကောင့်တွေဖော်မှုက flop ပြင်းတယ်မလဲဆိုတာကတော့음စောင့်ကြည့်အောင်ပါပါဟုတ်ကဲ့ဟုတ်ကဲ့အမေရိကန်ဘက်ကိုကြည့်လိုက်ရင်လည်းနိုင်ငံတကာရေးတွေနဲ့တော်တော်ရှုတ်ရက်ခံနေတာတွေ့ရတယ်ဂါဇာပြည်ခတ်ရစေးရေးကမရေမရဖြစ်နေတဲ့အချိန်အမေရိကန်ဒုသမတ JD Vance ကဣသရေလကိုတွားနေတယ်တစ်ဖက်မှာလည်းတမရထရန့်နဲ့ယူကရိန်းတမရဇလန်စကီကြားကဆက်ဆံရေးကလည်းအယုံဆိုင်เสียဖြစ်နေပြန်တော့ အေးရှနမ်ဇလန်စကီဆစ်စင်ကြီးကတော်တော်လေးရှုတ်ထွေးပါတယ်ဟုတ်တယ်ဇလန်စကီကမချသိခင်ကထရမ်နဲ့တွေ့ဆုံမှုဟာအောင်မြင်တယ်လို့ပြောခဲ့တယ်လေအထူးသဖြင့် Patriot လို့အရေးကြီးတဲ့လေကြောင်းရင်ကောက်ကွေရေး system ပေါ့နော်အဲ့ဒါ American လို့စင်မြင့်ဒုံခွန် system လေအဲ့ဒါရရှိရင်မှတိုးချမှုရှိခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့ Financial Times သတင်းစာကဖော်ပြခဲ့တဲ့ဥရောပအရာရှိတွေရဲ့ပြောဆိုချက်တွေနဲ့တော့ um နည်းနည်းကွဲလွဲနေတယ်အဲ့တတင်းဒီအရာဆိုရင် Trump က Zelensky ကိုချိန်မောင်းခဲ့တယ်ပြီးတော့ Donbas တေတာအဲ Ukraine အရှေ့ပိုင်းက2014ကတည်းက PDP cut ဖြစ်နေတဲ့နေ့မြေလေအဲ့ဒီအစိတ်ပိုင်းတွေကိုစွန့်လွတ်ဖို့လက်ရှိစစ်မျက်နှာစည်းတွေကိုအတိအမှတ်ပြုဖို့တောင်းဆိုခဲ့တယ်လို့ဆိုတယ်อืมဒါဆိုဘယ်ဟာကအမှန်လဲတော်တော်လေးကွဲလွဲနေတဲ့တတင်းဒီပဲနော်ဟုတ်ပါတယ်အဲ့မှာ Trump ကတော့ Donbas ကိုစွန့်လွတ်ဖို့ပြောခဲ့တာကိုညင်းထားတယ် ဒါပေမဲ့လေတိုက်ကွဲတွေကိုလက်ရှိစစ်မျက်နှာစည်းတွေအတားရက်တန့်စေချင်တယ်ဆိုတာကိုတော့အတည်ပြုခဲ့တယ်။ဆိုလိုတာကနေမြေကျွန်ရောက်ဖို့စက်တိုက်တာကိုမလိုလားဘူးဆိုတဲ့သဘောမျိုးတည်ရောက်နေတာပေါ့။နောက်တစ်စိတ်ဝင်စားစရာကခုကဟန်ဂေရီမှာကျင်းပဖို့စီစဉ်ခဲ့မယ်အခုရွှေ့ဆိုင်လက်ရတဲ့ထရမ့်ပူတင်တွေ့ဆုံပွဲပါ။အကယ်၍အဲ့ဒီတွေ့ဆုံပွဲဖြစ်ခဲ့ရင်ဖိတ်ကြားခဲ့ရင်သူပါဝင်ချင်တယ်လူဇလင်စကီကပြောခဲ့တာလည်းရှိတယ်။ဆိုတော့ဒီအချက်တွေအားလုံးကိုစုပြီးသုံးသပ်ကြည့်ရင်လေယူကရိန်းပေါ်မှာအင်း ညဉ့်ညရဲ့အရယ်နေမြေအပေးယူလို့ရနိုင်ချေလက်ရှိအခြေအနေကိုလက်ထပ်လိုက်ဖို့ဖိအားတွေတိုးလာနေတယ်ဆိုတာကိုပြနေတယ်လို့ပဲဟုတ်ကဲ့အမေရိကန်ရဲ့တခြားနိုင်ငံကလှုံ့ဆော်မှုတွေထဲမှာဩစတြေးလျနဲ့သဘောတူညီချက်တွေလည်းတွေ့ရတယ်အရေးပါတူဒီကိစ္စရဲ့နျူကလ িয়ার စွမ်းရင်တုံရင်ငုတ်တင်ပေါ်ကိစ္စရဲ့ဒါတွေကတော့ဘလို့တဲ့ပဲရှိမလဲခင်ဗျအဲ့ဒီသဘောတူညီချက်တွေကအင်ဒိုပစိဖစ်တဲ့ရအတွဲမဟာပြူဟာအရာအရေးပါပါ诶 အရေးပါတတ်သူသဘောတူညီချက်ဆိုရင်လေဘက်ထရီတို့ electronic PC တွေလိုနိပညာတွေအထက်အလွန်အရေးကြီးတဲ့တတ်သူတွေကိုကျုံနေမြန်တနေခဲ့တဲ့အပေါ်မိခိုနေရတာ short ချဖို့အရေးရတာပေါ့နောက် nuclear ဆွမ်းရင်သုံးယူငုတ်တင်ပေါ်သဘောတူညီချက်အဲ့ဒါ AUKUS ရဲ့အစိမ့်ပိုင်းလေအဲ့ဒါကတော့ Australia ရဲ့ရေတပ်ဆွမ်းရည်ကိုအကြီးအကျယ်မြင့်တင်ပြီးတော့ Indo-Pacific ရေပင်မှာအရေးရှိမဟာဗျူဟာဟန်ချက်ကိုပြောင်းလဲစေနိုင်တယ် ဆိုတာဒီနှစ်ခုလုံးက data တွင်းမှာကျေဥ့ရဲ့တောစာကိုတံပြောင်ပေါ်အမေရိကန်နဲ့မဟာမိတ်တွေရဲ့ရေရှည်ချိုးပေါင်းမှုတွေရဲ့အစိမ့်ပိုင်းတွေလို့ပြောလို့ရပါတယ်။ဒါ in app ပြိုင်ဆိုင်မှုရဲ့နောက်ထပ်ခြေလှမ်းတွေလို့ဆိုရမှာပေါ့။အဲဥရောပဘက်ကိုကြည့်ပြန်တော့ Ukraine နဲ့ EU အဖွဲ့ဝင်ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေရှိနေတယ်လို့ကြားတယ်။အဲ့ဒါကတော့ဘယ်လိုလဲ။ဟုတ်ကဲ့။ political တရင်အရာ EU ဟာအဖွဲ့ဝင်ဖြစ်လာနိုင်တဲ့ Ukraine, Moldova, Montenegro တို့ကိုလေ အကန့်တန့်နဲ့မဲပေးခွင့်ပေးပြီးတော့အဖွဲလဲကိုအစင့်တစ်စင့်အနေနဲ့လက်ခံကိုစဉ်းစားနေတယ်လို့ဆိုပါရတယ်။ဒါကအဖွဲဝင်တဲ့လက်ခံရေးကိုဟန်ဂေရီလိုနိုင်ငံမျိုးကဗီဒိုအာနာတုံးပြီးပိတ်ဆို့နိုင်ကြီးကိုကြော်လွှားဖို့နီးလန်းတစ်ခုဖြစ်နိုင်တာပေါ့။ဒါမှရှင်းတာတစ်ခုကတော့ဒါဟာအဖွဲဝင်အဖြစ်ဝအခွင့်အရေးမဟုတ်သေးဘူး။ EU ရဲ့အတွင်းပိုင်းလုပ်ငန်းလေပတ်မှု system တွေကိုပြုပြင်ပြောင်းလဲပြီးမှဒါအဖွဲဝင်အဖြစ်ဝဖြစ်လာမှာပါ။ တစ်စက်ထဲမှာပဲရုရှားနိုင်ငံသားကြီးဝန်ကြီး Lavrov နဲ့ American နိုင်ငံသားကြီးဝန်ကြီးဖြစ်လာဖွဲ့ရှိရူဘီယိုကြားဖုန်းပြောဆိုမှုရှိခဲ့တယ်လို့ရုရှားဘက်ကသတင်းထုတ်ပေးမယ်ဖြစ်လာနိုင်တယ်လို့သတင်းထွက်ခဲ့လေအစင်းမြင့် American ရုရှားအစည်းအဝေးလေကိုတော့อืมရပ်ကန့်တမရှိရွှေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။အာဒီလိုအစည်းအဝေးတွေရွှေ့ဆိုင်းလိုက်တာကအဲတဏမရေးလမ်းကြောင်းတွေလုံးဝပိတ်သွားတာလားဒါမှမဟုတ်ခဏထဖြုတ်ရပ်တန့်သွားတာလားဘယ်လိုပြောလို့ရမလဲ။အတိအကျပြောဖို့တော့ခက်ပါတယ်။ တဏမေးရမှာဆက်သွယ်ရည်လုံးဝပြတ်တောက်သွားတာမျိုးတော့ဖြစ်လို့မရှိပါဘူး။ဒါပေမဲ့ဒီလိုအစ်စ်မြင့်စည်းဝေးတွေရွှေဆိုင်လိုက်တာကနှစ်ဖက်ကြားသဘောထားတတ်မှတ်မှုနေရှိနေစေ။ဒါမှမဟုတ်အပေယူလို့ဖို့အချင်းနေမပေးသေးဘူးဆိုတာကိုပြနေနိုင်တာပေါ့။ဒါမှမဟုတ်လည်းဟိုပြည်တွင်းနိုင်ငံရဲ့ချင်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ယူကရိန်းအရေးနဲ့ပတ်သက်တဲ့တဏမေးရမှာအကျင့်အတဲရှိနေစေဆိုတာကိုတော့ထင်ရစေတာအမှန်ပါပဲ။ဟုတ်ကဲ့။အရှိလေပိုင်းဘက်ကခဏပြန်လည်ချင်အောင်။အစ္စရေးဟမတ်စ်ပဋိပက္ခမှာဒါစာခံကိစ္စ နောက်ဆုံးအချက်တွေဘယ်လိုရှိပါသလဲဟာလေစရေကဟာမတ်စ်ကအရင်ရက်ကပြန်လွှဲပြီးဖြစ်တဲ့ရုပ်ကျွင်းဟာ2023အောက်တိုဘာ9ရက်နေ့တိုက်ခိုက်မှုမှာတည်ဆုံခဲ့တဲ့တပ်ချက်မဟုတ်အရာရှိ NCO ပေါ့နော် Terry စုသူရဲ့ရုပ်ကျွင်းဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့လို့ချင်းကြပါတယ်ဒီချက်နေတွေဟာစောစောဖြိုခဲ့သလို American တူးသမတ်တာ Vanslin စရေ Keys နဲ့တိုက်ဆိုင်နေပြီးတော့အပိခတ်ရန်စဲရဲ့မခိုင်မာမှုဘို့ဆွေးမှုရှိနေခြင်းမှာဖြစ်ပေါ်နေတာပါဟုတ်ကဲ့ကဘာတရင်းနေတဲ့ကတခြားထူးခြားတာလေးတွေကိုလည်းအချင်းချင်းကြည့်လိုက်ရအောင်လားရပါတယ်ဟုတ်ကဲ့ ်ဒေါ်ဂိုရီယာចောင်းသားတူလန့်စာကောင်းတဲ့အလုတ်သွေးဆောင်မှုနဲ့ကမ္ဘောဒီးယားကိုရောက်သွားပြီးတည်ဆုံးခဲ့တဲ့ဖြစ်ရဆိုမှာသူ့ရဲ့ရုပ်အလောင်းကိုရေပောင်း84ရဲ့အကြာမှာမိခင်နိုင်ငံပြန်တဲနိုင်ခဲ့တယ်ဆိုတဲ့ဝမ်းလဲစရာသတင်းရှိပါတယ်။အော်။နောက်ပြင်သစ်ကလူးဖ်ပြတိုင်မှာတောင်ဝေးယတနာတွေနိခင်းကြောင်တောင်ခူးယူခံရတဲ့ကိစ္စကလည်းတော်တော်အာအသင့်စရာပဲ။ဟုတ်ပါတယ်။သူတို့ပြေလုံကြုံရဲ့ဒီလောက်မြင့်မားတဲ့နေရာတခုမှာဒီလိုဖြစ်သွားတာဆိုတော့လေ ကဘာကျော်ပြားရိုက်တေရဲ့လုံခြုံရေးပေါ်မြေဟုံးထုတ်เสียဖစေခဲ့ပြီးတော့အခုစုံစမ်းစစ်ဆေးမှုနဲ့လုံနေဆဲပါ။အိန္ဒိယနိုင်ငံဒေးလီမှာတော့ဒီဝါလီပွဲတော်ပြီးမီရှူမီပန်းလေးကြောင့်လေထုအရေးတွေတိတိသားသားဆိုးရွားသွားတယ်လို့ဆိုတယ်။ဟင်းဒါကနစ်စင်ဂျုံတွင်းနေရတဲ့ပြဿနာဖြစ်ပေမဲ့မြို့ပြလေထုညံ့ညမ်းမှုရဲ့စင်ခေါ်မှုတွေကိုတကယ်မီးမောင်းထိုးပြနေတာပါ။ American Visa တည်င်းတခုလည်းရှိတယ်နော်။ L1 နဲ့ F1 Visa ကိုင်ဆောင်သူတွေကို ဒေါ်လာတသိန်းဗီဇာကြီးတိုးမြင့်မှုကနေကင်းလွတ်ခွင့်ပေးလိုက်တယ်ဆိုတာပဲအဲ့ဒါကတော့ဟုတ်တယ် L1 ဆိုတာ Company Twin အပြောင်းရွှေ့ဗီဇာ F1 ကကျောင်းသားဗီဇာလीအဲ့ဒီဗီဇာကင်ဆောင်ထားသူတဲ့အတွက်တော့တရင်ကောင်းပါပဲ American က H1B လို့အလုပ်ကင်ဗီဇာတွေမှာအပြောင်းလဲတွေရှိနေချိန်မှာ ဒါကနိုင်ငံတကာအကြောင်းသားတွေနဲ့ကျွမ်းကျင်လုပ်သားတွေကိုဆွဲဆောင်ဖို့ထိမ့်သိမ့်ဖို့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ်ရှုမြင်နိုင်ပါတယ်။အင်းစစ်တူရင်လောကမှာလောဝမ်းနေစီရနဲ့အာတစီရတည်ရင်တစ်ခုယဉ်တွဲနေတယ်။ American Grandmaster GM ဘော့ Daniel Naroditsky အသက်29နှစ်မှာရုတ်တရက်ကွဲလွန်ထားတယ်။တစ်ဖက်မှာလည်းအသက်10နှစ်အရွယ် Britain က Bodana Sivanandan ဆိုတဲ့ Claim လေးကကမ္ဘာချန်ပီယံဟောင်းတယောက်ကိုအနိုင်ရခဲ့တယ်ဆိုပဲ။ဟုတ်ပါတယ်။ တကယ်ပဲစိတ်မကောင်းเสียရကွယ်လွန်မှုနဲ့အမခံပါရမီရှင်လေးတဲ့အောင်မြင်မှုကစစ်တူရင်လောကအတွက်ခံစားမှုနှမျိုးကိုတပြိုင်တည်းဖြစ်စေခဲ့တာပေါ့နောက်ဆုံးဝင်နေတဲ့ကဘာစတော့ဈေးခွက်တင်ကတော့အာရှဈေးခွက်တွေဥဆောင်မှုနဲ့ရေဘူးရအဖြစ်မြင့်တက်နေတာတွေ့ရတယ်ကဲဒီနိုင်ငံတကာအဖြစ်ပြက်တွေအားစိုးရဲ့နောက်ခွဲမှာအဆုံးအဖြတ်ပေးနိုင်ဆုံးအခြေအနေတစ်ခုဖြစ်တဲ့ယူကရိန်းစစ်မြေပြင်ကိုအခုအတွင်းကျကျလေ့လာကြည့်ကြရအောင် military summary လို့တင်ရင်းမြစ်ရည်နဲ့ရတဲ့အချက်လက်တွေရော အခြေအနေကတော်တော်လေးပြင်းထန်နေပုံရတယ်။အဲအဓိကကြတဲ့အချက်တွေပဲရွေးပြီးကြည့်ကြရအောင်။ဟုတ်ကဲ့။အချင်းချုပ်ပြောရရင်တော့ယူရှာကစစ်မျက်နှာအများအပြားမှာတပြိုင်တည်းဖိအားပေးထိုးစစ်ဆင်နေတာတွေ့ရတယ်။အဓိကလှုပ်ရှားမှုတွေကိုကြည့်ရရင်ခန်ဆုံးဒေတာမှာဒီနီပရိုမြစ်ကိုဖျက်ကျော်ဖို့ကြိုးစားမှုတရင်တွေရှိပင်မယ်။အဲအတိမဖုနိုင်သေးပါဘူး။ဒါကတခြားအရေးကြီးတဲ့နေရာတွေကနေယူကရိန်းအင်အားတွေကိုဒီဘက်ဆွဲခေါ်ထားလဲလဲလက်စားမှုဖြစ်နိုင်ခြေလေးရှိပါတယ်။ဟုတ်ကဲ့ဆိုတော့ တကယ်အဓိကတိုက်ပွဲတွေကဖင်နီးယားတွေမှာဖြစ်နေတာလေအဓိကပြင်းထန်နေတာကတော့ဇပိုရီရှားဒေတာနှစ်နေရာပေါခရော့စ်ဒေတာရှာခော့ဖ်ကွန်စတန်တီနီဖ်ကာအေရီယာနဲ့လိုင်မန်ဒေတာတွေမှာပါဇပိုရီရှားတောင်ပိုင်းအော်ရီခီဖ်ဥဒီချက်မှာဆိုရင်မလာထော့မတ်ကအနီမှာရုရှားကစစ်ရင်တရားအင်အားအများအပြားနဲ့ထိုးစစ်ဆင်ပြီးကောင်းတိတာတဲ့တိုးတက်မှုတွေရခဲ့တယ်လို့သတင်းတွေကဆိုပါရယ်ယီမန်ချက်ကအော်ရီခီဖ်မြို့ကိုဖိအားပေးဖို့ဖြစ်နိုင်ခြင်းများပါတယ် အရှိဘက်ခူလျာဖိုးဥရိချက်မှာလဲ follow he ကိုသိမ်းပြီးတော့အနောက်ဘက်ကိုဆက်လက်တိုးတက်နေပြီး Nova Michael Life ခါနဲ့ Slahoda လိုယူရီမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒီနေရာက Russia ရဲ့ချိုးပန်းမှုကခူလျာဖိုးနဲ့ Orikhiv ကြားက Ukraine ရဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ဖြစ်နိုင်ခြေရှိပါတယ်။ Pokrov data အခြေအနေကပိုပြီးစိုးရိမ်စရာကောင်းတယ်လို့ကြားတယ်။ ဟုတ်ပါတယ်ခင်ဗျာဟုတ်ကဲ့အလွန်စိုးရိမ်စရာကောင်းပါရဲ့ပိုကရော့ဖ်ဆိုတာဒွန်ဘတ်ဒီတာရဲ့အရေးကြီးတဲ့ထုတ်ပေါက်ပို့ဆောင်ရေးအချက်ခြားကြမြို့တွေမြို့လीအခုရုရှားတပ်တွေဟာမြို့ရဲ့တောင်ပိုင်းကနေမြို့လယ်နဲ့အနောက်ပိုင်းထိ အရှိန်ဟုန်ငယ်ထိုးဖောက်ဝင်ရောက်လာနေပြီး ပိုဆိုးတာကမြို့ရဲ့အနောက်ဘက်က Minor Hrats ကိုပါဝိုင်းရံနိုင်တဲ့အခြေအနေဖြစ်လာနေပြီးတော့ Ukraine တပ်တွေအထူးကအားထားရတဲ့ထောက်ပံ့ရေးလမ်းမကြီးအရင်က T0515 လို့သုံးနှုန်းခဲ့တဲ့လမ်းပေါ့အဲ့ဒါကိုရုရှားကထိန်းချုပ်လိုက်နိုင်တာကြောင့် Ukraine တပ်တွေစွတ်ခွာဖို့ရောထောက်ပံ့ရေးရဖို့ပါအလွန်ခက်ခဲသွားနိုင်ပါတယ်ဒါကအရှိမိုင်းစစ်မျက်နှာတစ်ခုလုံးအတွက်အလွန်အရေးကြီးတဲ့အခြေအနေပါဟုတ်ကဲ့ Shakov ne Konstantinivka area မှာရအဲ့ဒီမှာဘယ်လိုခြေနေရှိလဲ ီရီယာမှာလဲယူရှာကတဖြည်းဖြည်းတိုးလာနေတာပါယူကရိန်းရဲ့တံပြန်တိုက်ခိုက်မှုမအောင်မြင်ခဲ့တဲ့ Novo Torritsk အနီးကနေယူရှာတပ်တွေဟာရှက်ခိုဗဲယူအထဲကိုဝင်ရောက်နိုင်ခဲ့ပြီးပြီအဲ့ဒီကနေ Torrits နဲ့ Chevenivka ဘက်ကိုဆက်လက်ခရပေးဝေရှိပါတယ်ရေရှင်မှာတော့အဲ့ဒီကနေမြောက်ဘက် Drushkiba ဘက်ကိုတက်ပြီး Konstantinivka မှာရှိတဲ့ Ukraine တပ်အစုဝေးကြီးကိုဝိုင်းရံဖို့ကြိုးစားလာနိုင်တယ်လို့သုံးသပ်ကြပါရယ် ဟော်လစ်ကနီးရနေမြောက်ဘက်ကိုတိုးတက်မှုတွေကလည်းဒီဖီယားကိုပိုတိုးစေတာပေါ့ကြီးနောက်ဆုံးလိုင်မန်ဒေတာဒီနေရာကလည်းတိုက်ပွဲတွေပြန်ပြင်းခံလာတယ်ဆို ဟုတ်ပါတယ်အောက်တိုဘာ16ရက်ကစပြီးတော့ယူရှားကလိုင်မန်မြို့အရှိတိုးဥဒီတဲကနေတိတိတသာသိုးဖောက်လာခဲ့ပြီမြို့နဲ့ကီလိုမီတာအနည်းငယ်ကို ရောက်နေပါပြီအခုနောက်ဆုံးသတင်းတွေရမြို့ရဲ့မြောက်ဘက်က staff key ရွာကိုလည်းယူရှားကအထူးကထိုးစစ်ဆင်ပြီးတော့อืม သိမ့်ပိုင်လိုက်ပြီလို့ဆိုပါရယ်ဒီရွာကိုတဲလိုက်တာကလိုင်းမန်ကိုအရှိတ်ဘက်အပြင်မြောက်ဘက်ကနေပါဝန်တိုင်နိုင်တဲ့ဒုတိယစစ်မင်းနာဖွင့်လိုက်တယ်လို့ဖြစ်သွားတာပေါ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုလည်း FPV ဂျုံနေအဲ့ဒါရှစ်ကင်မရာကနေတက်ရိုက်မင်ခွင်းနဲ့ထိန်းချုပ်ရတဲ့အသေးခံ drone အမျိုးစားလေးအဲ့ဒါတွေနဲ့ထိန်းချုပ်ထားလို့တင်းနေထွက်နေတယ် AFP အတုံးကားဟဲ့လို့တန်းချင်ကြီးပုံးနေလေရင်ကနေပစ်ချရတဲ့တိကျပက်ထိန်းပုံးအမျိုးစားပေါ့အဲ့ဒါတွေသုံးပြီးတက်ခိုက်မှုတွေလည်းရှိခဲ့တယ် ဆိုတော့ဒီအချိန်လေးလေးကြောင့်လိုင်မမျိုးဟာနှခေါင်း20နှစ်ခါလို့ပဲအချိန်တော်အတင်းကျဆုံးသွားနိုင်ချေရှိတယ်လို့ခန့်မှန်းနေကြပါတယ်။ဩဒါဆိုဒီစစ်မြေပြင်ပြောင်းလဲတွေရဲ့ပိုကျက်ပြန့်တဲ့အဓိပ္ပာယ်ကဘာဖြစ်မလဲခင်ဗျာ။ခြုံငုံပြီးတော့တစ်ချက်လောက်တုံ့တက်ပြပါဦး။ဟုတ်ကဲ့အဓိကအချက်ကတော့ယူကရိန်းဟာစစ်မျက်နှာများပြားမှာအင်အားထုံးပြီးတပြိုင်နက်ထိုးစစ်ဆင်နေတာပါယူကရိန်းရဲ့ကာကွယ်ရေးစစ်မျက်နှာအစည်းအဝေးဟာနေရာအတော်များများမှာအလွန်အမင်းဖျားပေးခံနေရပြီး အထူးသဖြင့် pole cross နဲ့ alignment လိုအချက်ချာကြတဲ့နေရာတွေမှာအခြေအနေအလွန်တင်းမာနေပါတယ်ဒီနေ့ပြင်ဆုံးရှုံးမှုတွေဆက်ဖြစ်လာရင်ဒါမှမဟုတ်ဒီမျိုးတွေကြာဆုံးခဲ့ရင် Ukraine ရဲ့အရှေ့ပိုင်းတစ်ခုလုံးကကာကွယ်ရေးအခင်းအကျင်းကိုတိတိတတ်တာပြောင်းလဲသွားစေနိုင်ပါတယ်ဒါဆစောကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ယူကရိန်းအပေါ်ကြားရောက်နေတဲ့နိုင်ငံရေးနဲ့တန်တမာရေးဖျားတွေလေဥပမာထရမ့်ရဲ့တောင်းဆိုမှုတတိနေလေကျုံကာကွယ်ရေးလိုအပ်ချက်တွေအဲ့လာတွေနဲ့တိုက်ရိုက်ချိတ်ဆက်နေပြီးဇလင်စကီအစိုးရအတွက်အလွန်ခက်ခဲတဲ့ခင်ကာလဖြစ်စေပါတယ်။ဟုတ်ကဲ့ ဒီနေ့ဆွေးနွေးခဲ့လာတွေကိုအတူချုပ်ပြန်ကြည့်ရရင်ဂျပန်မှာကောင်းဆောင်တက်တလာမှုနဲ့ဖြစ်နိုင်ခြေရှိတဲ့မူဝါဒအပြောင်းလဲတဲ့ပြီးတော့ယူကရိန်းစစ်မြေပြင်မှာဖျားရီတိုးလာနေချိန်မှာရှုပ်ထွေးနေတဲ့အမေရိကန်ယူကရိန်းရုရှားသံတမန်ကြီးလှုပ်ရှားမှုတွေအစ္စရေးဟာမက်စ်တာဇာခံကိစ္စနောက်ဆုံးအခြေအနေပြီးတော့ကမ္ဘာတစ်လွှားကတခြားသတင်းအပိုင်းစာတွေကိုလေ့လာခဲ့ကြပါတယ်ဟုတ်ပါတယ် အထူးသဖြင့်ယူကရိန်းစစ်မီပြင်ကအပြောင်းလဲတွေရဲ့အဆင့်ငယ်ဟုန်နဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကတမန်တိုင်ရဲ့လှုပ်ရှားမှုတွေဟာတစ်ခုနဲ့တစ်ခုတီးခြားစေမဟုတ်ပဲအပြန်လန်တက်ရောက်မှုရှိနေတဲ့ဆိုလာကိုသတိပြုဖို့အရေးကြီးပါတယ်။ဒီဖြစ်ရပ်တွေရဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုဆက်လက်ဆောင်ကြည့်ရမှာပါပဲ။ဟုတ်ကဲ့။နောက်ဆုံးအနေနဲ့စဉ်းစားစရာ အတွေ့အကြုံထားခဲ့ခြင်းပါတယ်။အခုလိုစစ်မီပြင်ချင်းတွေကပတ်မှာအရှင်အဟုန်နဲ့ပြောင်းလဲနေခြင်းနောက်ွယ်မှာတန်တမန်ရဲ့အရေးချီတယ်။ ဥပမာအယောက်ပေးမှုတောင်းဆိုတဲ့နေဖြတ်တင်းရွှေဆိုင်လိုက်တဲ့အစီအွေတွေဒါတွေကလည်းကမျိုးမျိုးထွက်ပေါ်နေရကိုကြည့်ရင်လေတည်ရင်ကောင်းစင်ရဲ့နောက်ွယ်မှာကျွန်တော်တို့မသိနိုင်နေတဲ့ဘလို့အပေးယူအကြံစီတွေဒါမှမဟုတ်လာမယ့်ရသက်သက်တွေလာဒီအတွင်းဒေတာတွင်အင်ဟာချင်းခွင်လာကိုတိတိတတ်တပြောင်းလဲသွားစေနိုင်မယ့်မဟာဗီရာအလဲပြောင်းတွေတိတ်တဆိတ်ဖြစ်ပေါ်နေလေမလားအဲ့ဒါကတော့စပီးစဉ်းစားစရာစောင့်ကြည့်စရာအချက်တစ်ခုပါပဲခင်ဗျာဒီသုံးသက်ချက်ကိုအချင်းဖေးပြီးနားဆင်ခဲ့တဲ့အတွက်ကျေးဇူးများ၏တင်ပါတယ် ဟုတ်ကဲ့ဒီပေးအစီအစဉ်ကနေကြိုဆိုပါရစေ။အမ်ဒီနေ့ကျွန်တော်ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လေရုရှားယူကရိန်းစစ်ပွဲမှာယူကရိန်းရင်ဆိုင်နေရာတဲ့အတော်လေးပြင်းထန်တဲ့စစ်ရင်အကျက်တဲတီပျော့တန်မှန်ရေးရာရဖိအားပေးခံရတဲ့ဆိုပြီးတရင်လေးထွက်နေတဲ့ကိစ္စရက်တီပဲဖြစ်ပါရစေ။ဟုတ်ကဲ့အဓိကအပြင်ကျွန်တော်တို့စမ်းစစ်ကြည့်ရင်းနဲ့မိကုန်းကတော့အဲ့ဒီလက်ရှိစစ်မြေပြင်တစ်ချိန်တည်းရဲ့ဖိအားရဲ့အမေရိကန်ဘက်ကဖိအားပေးမှုရှိတယ်ဆိုတဲ့သတင်းတွေအဲ့ဒါတွေကြောင့်မို့လို့ယူကရိန်းအနေနဲ့ငြင်းချမ်းရေးရဖို့အတွက်ကိုကိုနိုင်တဲ့နေမြေတွေကိုစွန့်လွတ်ဖို့ um လက်တွေ့ကြကြစဉ်းစားမဲ့ခြေအနေမျိုးရောက်နေပြီလားဆိုတာပဲဟုတ်ပါတယ်ဒီဆွေးနွေးမှုကကျွန်တော်တို့ရရှိထားတဲ့တရင်ချက်လက်လေးကိုအခြေခံပြီးပြောကြမှာပါဟုတ်ပါတယ်ကျမဘက်ကတင်ပြလိုတာကတော့ယူကရိန်းရဲ့အချုပ်ချအာဏာနဲ့ရေရှည်လုံခြုံရေးအတွက်နေမြေအလျှော့ပြတာမျိုးလုံးဝမလုပ်တင်ပဲနဲ့အာခုခံကာကွယ်ရေးကိုပဲဆက်လက်လှုပ်ဆောင်သွားတင်တယ်ဆိုတဲ့အမြင်ဖြစ်ပါရဲ့ရှင်။ကျွန်တော်အမြင်ကတော့နည်းနည်းလေး꿰လဲပါမယ်။အဲလက်ရှိစီးရေးခြေနေတွေရဖြင်းထန်မှုရဲ့တဏမန်ရေးခြေနေတွေရဖြီးအားချောင်းမော နေမီအလွယ်ပေးဆိုတာဟာအလွန်နာကျင်ဖွယ်ရာဖြစ်ပေမဲ့အဲရှောင်လွေ့လို့မရနိုင်တဲ့မဖြစ်မနေစဉ်းစားတောင့်တက်ရမယ်လက်တွေ့ကျတဲ့အခြေအနေတွေကဖြစ်လာနိုင်ခြင်းရှိနေပြီဆိုတော့ရှုထောင်းကနေတင်ပြသွားပါမယ်ကောင်းပါပြီဒါဆိုကျွန်မရဲ့အမြင်ကိုအရင်ဆော့တင်တင်ပြပါစေအမ်ယူကရိန်းသမ္မတဇလန်စကီးဟာမကြာသေးခင်ကအမေရိကန်သမ္မတထရမ့်ပြန်တွေ့ဆုံခဲ့တာကိုအောင်းငင်တယ်ဆိုတဲ့စကားလုံးသုံးပြီးလူသိရှင်ကြဖော်ပြခဲ့တာ အထူးသဖြင့်အရေးကြီးတဲ့ Patriot လေကြောင်းရန်ကားကိုရေးစနစ်တည်ရရှိအေးကေးဆာမှာတိုးတက်မှုရှိတယ်လို့သူကအလေးပေးပြောခဲ့တယ်လေ။ဟို trunk ကသူ့ကိုချိန်မောင်းခဲ့တယ်။ယူရှားနဲ့သဘောတူညီမှုရအောင်ဖျားအားပေးခဲ့တယ်ဆိုတဲ့သတင်းတွေကိုလည်းသမရဇလန်စကီကပျက်ပျက်သားသားညင်းဆိုခါတယ်။ဆိုတော့ဒါကဘာကိုပြတယ်လဲဆိုရင်ဖျားအားပေးမှုရှိတယ်ဆိုတဲ့သတင်းတွေထွက်နေပြီးမယ်။ယူကရိန်းဟာသူ့ရဲ့ရည်တိချက်ကိုခိုင်မာစွာဆက်လက်ထင်းထင်းထားစေဆိုတာပါပဲ။ဟုတ်ပါတယ်။ တဏမယာမှာဒီလိုညင်းဆုံမှုတွေကပုံမှန်ဖြစ်လေရှိတယ်ဆိုတာကိုလည်းထည့်စင်းစားရမှာပေါ့လက်ရှိမှာလည်းယူကရိန်းဟာယူရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုခုခံဖို့အမေရိကန်လုတ် Patriot လေကြောင်းရန်ကာကွယ်ဒုံးကျည်စနစ်အနည်းဆုံး25တခုအရေးကြီးကြီးလိုအပ်နေကြောင်းဥရောပမဟာမိတ်တွေကိုဆက်လက်တောင်းဆိုနေတော့မှာပဲအတိတ်ကာလတုန်းကဆိုရင်လည်းဇလန်စကီဟာရုရှားဥယျာဉ်ပိုင်းအထိပိတ်ခတ်နိုင်တဲ့ဟိုဒင်းတိုမဟော့ခရုစတုံးကြီးလိုအမေရိကန်လုတ်တာဝေးပိလက်နက်တီတောင်းခဲ့ဖို့ပင်မရခဲ့ပါဘူး ဒါပေမဲ့အခုလိုလက်နက်လိုအပ်ချက်တွေကိုဇွဲမလျှော့ပဲဆက်လက်တောင်းဆိုနေတာကခုခံစစ်ကိုဆက်လက်ဆင်နွှဲဖို့စိတ်ပိုင်းဖျက်ထားတာကိုပြနေတယ်လို့ကျွန်မမြင်ပါတယ်။နေမင်းဆွတ်လွတ်လိုက်ခြင်းဆိုတာကလေရေတို့မှာတိုက်ပွဲတွေရပ်တန့်နေကောင်ရပ်တန့်နိုင်ပြီမင်းရေရှင်မှာနိုင်ငံရဲ့အချို့အချာအနာကိုဆိုးရွားစွာထိခိုက်စေနိုင်တယ်။ပြီးတော့ရန်သူကိုပိုးပြီးအတင့်ရဲလာအောင်နေချက်လူစစ်ကိုပိုးပြီးအကောင်းလောင်အောင်အပင်းရရောက်နိုင်တယ် ဒါကြောင့်လက်ရှိအခက်အခဲတွေဘလောက်ပဲကြီးမာနေပါစေခုခံကာကွယ်မှုကိုဆက်လက်လှုပ်ဆောင်သွားတင်တယ်လို့ကျွန်မမြင်ပါတယ်။อืมကျွန်တော်ကတော့ချင်းညီကိုဒီချက်ပို့ပြီးအမ်လက်တွေ့ကျတဲ့အမြင်နဲ့ကြည်ဖို့လိုရမယ်လို့ထင်ပါတယ်။အခုနဥရောပရရှိတွေကိုကိုကထားတဲ့ Financial Times တင်းစာမှာဖော်ပြချက်ကိုချီးရင်လေ Trump ဟာ Zelensky ကို Putin နဲ့တဘောတူညီမှုရအောင်ကြိုးစားဖို့လက်ရှိရှေ့တန်းစစ်မျက်နှာတွေကိုညနေမြင့်အဖြစ်လက်ခံလိုက်ဖို့တမမုံရင်ပိုးဆိုးတဲ့ပျက်စီးခြင်းနဲ့ရင်ဆိုင်ရလိမ့်မယ်လို့တတိပေးဖိအားပေးခဲ့တယ်လို့ဆိုပါတယ်။ ဟုတ်ပါတယ်ချမ်ကိုရင်ကတော့ Donbas ဒေတာကိုဆွန့်လွတ်ဖို့ပြောခဲ့တာကိုညှိဆိုပေမဲ့လက်ရှိတိုက်ပွဲမင်းနေမှာရတန်းတက်နေလို့ပြောခဲ့ကြအောင်တင်းနေမှာဖော်ပြထားတယ်။အဲ့ဒါကတိုက်ရိုက်အမိန်ပေးတာမဟုတ်ရင်တောင်းလက်ရှိရုရှားထိန်းချုပ်ထားတဲ့နယ်မြေတွေကိုလက်ခံလိုက်ဖို့တွေ့ဝိုက်ပြီးတော့ဖိအားပေးတယ်လို့ဒီမဲ့ပွန့်လွှတ်ရနိုင်တယ်လေ။ဆိုတော့ဒီလိုတန်တမိုင်းကဖိအားပေးမှုလို့ယူဆနိုင်တဲ့အခြေအနေပြင်ပိုပြီးရည်ကြည့်တာကစစ်မြေပြင်ကအမ်လက်တဲ့အခြေအနေပါစိတ်ရည်တုံးတဲ့ချစ်ပြီးတပေးစိတ်တင်ပြနေရဲ့ မီလီတာရီဆမ်မာရီရဲ့တနေ့ချက်လက်ဒီယာဆိုရင်ယူကရိန်းတော့အခြေအနေကအလွန်အန္တရာယ်များနေပါတယ်။ဥပမာပြောရင်ဇာပိုရီရှားဇာပိုရီရှားဒေသမှာဆိုရင်ရုရှားတပ်တွေကအထူးသဖြင့်မလာရော့မက်ကအနီးတစ်ဝိုက်မှာအကြီးစားစစ်ရင်တရားနေတုံးပြီးထိုးစစ်ဆင်နေပြီးတော့တိတိတသာတိုးတက်မှုတွေရရှိနေရတွေ့ရတယ်။အရေးပါတဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေရှိနေနေရတွေကိုထိန်းချုပ်ဖို့စူးစမ်းနေရတွေ့ရတယ်။ အရှိဇာပူရိရှားဘက်မှာလဲရုရှားတပ်ဒီဟာအရေးပါတဲ့ကျေးဝါတွေကိုတင်ပိုက်ပြီးရောဟိုဂူလီယာပိုလီလိုမျိုးကိုထောက်ပံ့ရေးဖြတ်တောက်ဖို့ယူရုံရပါတယ်။ဒါပြင်အရှိဘစစ်မင်တာကပေါ်ခရော့ပ်စ်မျိုးကလဲအန်ဒရီယာလွန်ကြီးမားနေပါတယ်။ရုရှားတပ်တွေကမြို့ရဲ့အတော်မြတ်နေရာကိုထူပဝင်ရောက်နေပြီးအရေးပါတဲ့ရထားလမ်းတွေကိုဖြတ်ကျော်ဖို့စူးစမ်းနေရာကြောင့်မြို့ရဲ့ကြဆုမှုဟာထင်ထားတာနဲ့ပုံမြင်နိုင်လို့တုံ့တက်မှုတွေရှိနေတယ်။အနည်းအနာကမီနာဂရက်ကိုဝိုင်းရန်ဖူကျောပန်းမိုးလေးလည်းရှိနေပါတယ်။ မြောက်ပိုင်းကလီမန်စစ်မြစ်နာမှာလည်းအခြေအနေကတင်းမာနေတုန်းပဲရုရှားတပ်တွေဟာမြို့အနီးကိုထိဖြည်းဖြည်းချင်းကပ်လာပြီးအရေးပါတဲ့ကျင်းရွာတွေကိုတိုက်ခိုက်ကာယူကရိန်းရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုချိမ်းချောက်နေပါတယ်ဆိုတော့ဒီလိုနေရာအများပြားမှာတပြိုင်တည်းရုရှားရဲ့ထိုးစစ်တွေအရှင်မြစ်လာပြီးယူကရိန်းတပ်တွေတိတိတသားဆုတ်ခွာနေရတဲ့အခြေအနေတွေကအလွန်စိုးရိမ်စရာပါဒီလိုပြင်းထန်တဲ့စီးရဲဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရချိန်မှာ မိမိအ short ပြေးရေးဆိုတဲ့ကိစ္စဟာဘယ်လိုပဲနာကျင်စရာကောင်းနေပါစေပုံမဆိုးရတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုရှောင်ရဖို့အတွက်လက်တွေ့ကျကျစဉ်းစားရမယ့်ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ခြေရှိနေပြီလို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့အခုတင်ပြသွားတဲ့စစ်မြစ်ပြင်အခြေအနေတွေရဲ့ဆိုးရွားမှုကတော့ဆိုရင်စရာကောင်းတယ်ဆိုရကျွန်မလက်ခံပါတယ်ဒါပေမဲ့ဟိုတဏ္ဍမရေရဖိအားပေးမှုဆိုတဲ့အပိုင်းကိုပြန်ကြည့်အောင်အခုနဲ့တင်ကိုကားတဲ့ financial time တရင်က အမီမဖော်လို့တဲ့ဥရောပအရာကြီးတချို့ရဲ့အဆိုကိုကိုးကွားထားတာလေတဖက်မှာသမရဇလန်စကီကိုကိုင်ကအောင်မြင်တယ်လို့တရားဝင် ပြောထားတယ်လို့သမရထရမ်ကလည်းဒွန်ဘတ်ကိုဆွန့်လွတ်ဖို့ပြောခဲ့တာမဟုတ်ဘူးလို့ညှိဆိုထားတယ်။ဒီလိုတရားဝင်ထုတ်ပြန်ချက်တွေနဲ့အမီမတိတည်ရင်းမြစ်တွေကရတဲ့တည်ရင်းကြီးမှာဘဲဟာကိုပိုပြီးအလီထားတဲ့နယ်လို့သင်ယူဆပါတယ်လေ။အဲ့ဒီအဲ့ဒီဖိအားပေးမှုဆိုတာတကယ်ပဲတကယ်ပဲယူကရိန်းကိုဆုံးပြတ်ချက်ပြောင်းလဲစေလောက်အောင်ပြင်ထန်ရလားရှင့်။ ဒါကစိတ်ဝင်စားစရာအချက်ပါပဲအဲကျေတော်မီနာကတော့နိုင်ငံတကာတန်တမန်ရေးမှာတရားဝင် ထုတ်ပြန်ချက်တည်းဆိုတာအမြဲတမ်းတော့အခြေအနေမှန်ကိုထင်ဟပ်တာမဟုတ်ဘူးလေဇလန်စကီရဲ့အောင်ငင်တဲ့ဆိုရဲစကားဟာပြင်ပကဘာကိုစိတ်တက်မကြအောင်သူ့ရဲ့ညီနိုင်နိုင်စွမ်းကိုပြတာပို့ပြောတဲ့တန်တမန်ရစကားလုံးအလားသုံးလုံးမျိုးဖြစ်နိုင်ကြအလိုများပါတယ် Financial Times လို့ဂုံတိခါရှိတဲ့သတင်းထာမက အမိမဟော်လို့တဲ့အရာရှိအများပြားကိုကိုးကားထားတဲ့ဆိုတော့ကိုလည်းလိလူရှုလို့မရပါဘူးပြီးတော့ train ရဲ့တိုက်ပွဲမင်းနဲ့မှရက်တင်နေဆိုရဲမှတ်ချက်ဒါဟာ donbas နာမည်ကိုတိုက်ရိုက်မပြောသေးတိုင်အောင်လက်ရှိယူရှားထိုင်းချုပ်ထားတဲ့မြေမီတွေကိုအတိမတ်ပြုလိုက်ဖို့တွယ်ဝိုက်ဖိအားပေးတာနဲ့အတိပဲတူတူပါပဲဆိုတော့တရားဝင်ငင်းစမှုတွေရှိနေပြီမဲ့ဒီဖိအားဟာအမှန်တကယ်ရှိနေပြီဇလန်စကီအင်းနဲ့အကောလိအကြက်ရိုက်နေနိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်လေ ဒါကသူ့ရဲ့ဆုံးဖြတ်ချက်ပေါ့ဘလောက်တက်ရောက်မလဲဆိုတာကတော့စုံကြည့်ရမှာပေါ့မို့ကိုပြန်ပြီးအဓိကထားဆွေးနွေးကြည့်အောင်တင်ခုနတင်ပြသွားတဲ့ Zaporizhia, Pokhovis, Dimentita တွေကယူရှားတက်တဲ့ရဲ့တိုးတက်မှုတွေယူကရိန်းရဲ့ဆုတ်ခွာမှုတွေထောက်ပံ့ရေးအခက်ခဲတွေဒါတွေအားလုံးဟာအမှန်တကယ်ဖြစ်ပျက်နေတဲ့ကြီးမားတဲ့စိန်ခေါ်မှုတွေဆိုတာမှန်ပါတယ်ဒါပေမဲ့ဒီအခြေအနေတွေကပြောင်းလဲလို့မရတော့ဘူးလို့အတက်ပြောလို့မရသေးဘူးလေဥပမာဇလန်စကီးအထက်ထက်တောင်းဆိုနေတဲ့ပစ်ချွေလေးချောင်းကောက်ွယ်ရေးစနစ် အခု25ခုတာအချိန်မီရောက်လာခဲ့မယ်ဆိုရင်อืมယူရှားရဲ့လေချောင်းအသားစီးမှုကိုတိတိတတ်တုံပြန်နိုင်ပြီးစစ်မီပြင်ရှင်တွေကိုတိုင်းတာတစ်ခုထိပြောင်းလဲသွားစေနိုင်ပါတယ်။ လက်နက်အကူအညီဒီအလုံးလုံးနဲ့အချိန်မရောက်လာဖို့လိုအပ်တာမှန်ပေမဲ့အရှုံးပေးလိုက်ဖို့နေမင်းဆွန့်လွတ်ဖို့အချိန်မတန်သေးဘူးလို့ကျွန်မယုံကြည်တယ်။နေမင်းဆွန့်လွတ်ခြင်းကရေရှည်ငင်းချမ်းကြီးกว่าမှမခံနိုင်ပါဘူး။ဒါရုရှားရဲ့နေချေလိုစိတ်ကိုပိုးပြီးအတင်းရဲစေပြီးနောက်တစ်ချိန်မှာနောက်ထပ်ကျူးကျော်မှုတွေကိုဖိတ်ခေါ်သလိုထိသွားနိုင်ပါတယ်။အချုပ်ချာအနာကိုခုချိန်မှာကာကွယ်နိုင်ခြင်းမရှိရင်နောက်မှပြင်ရဖို့ပိုခက်ပါလိမ့်မယ်။ ဟုတ်ပါတယ်ဟုတ်ကဲ့ Patriot လို့အစိမ့်မြင့်လေချောင်းကာကွယ်ရေးစနစ်တွေရောက်လာရင် အခြေအနေကိုအထောက်အကူပြုနိုင်မယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီအကူအညီတွေဟာဘယ်အချိန်မှာဘလောက်အတိုင်းအတာအထိ တကယ်ရောက်လာမလဲဆိုတာကမသေးချမရေတာမှုတွေနဲ့ပြည့်နေတယ်လေလက်ရှိမြေပြင်မှာရင်ဆိုင်နေရတဲ့ဆုံရှုံးမှုတွေရဲ့အချိန်ကိုကြည့်ပါ military summary ကတင်ပြထားတဲ့အချက်လက်တွေရော Zaporizhia မှာအဓိကလာမကြီးတဲ့ဖြတ်တောက်ကိုင်ဟာနိုင်ကြီးရှိနေတယ် ပေါ်ကရော့စ်ကိုလိုအချက်အချာကြတဲ့မြို့ကြီးတစ်မြို့လုံးကြာဆုံးနိုင်ခြင်းရှိနေပြီမီနာဂရက်ကိုဝိုင်းရောက်မှုစူးစမ်းနေတယ်လေမန်မြို့နားကိုယူရှက်တက်တီရောက်လာပြီးထောက်ပံ့ရေးလမ်းကြောင်းတွေဒရုန်းနဲ့တိုက်ခိုက်ခံနေရတယ်ဒီအခြေအနေကဟာတရက်နဲ့တရက်ပိုဆိုးလာနေပုံရပါတယ်အခုနောက်တင်ပြတဲ့အကူအညီတွေအချိန်မီရောက်မလာခင်မှာပဲပြက်လဲပြူပြင်းလို့မရလောက်တဲ့ဆုံးရှုံးမှုတွေဖြစ်သွားမှာကိုစိုးရင်ဆရာမရှိဘူးလားဒီလိုအခြေအနေမှာဆက်လက်တိုက်ခိုက်သွားမယ်ဆိုရင်ပေးဆက်ရမယ်လူအသက်ပေါင်းများစွာနဲ့ ိုင်းပြည်ရဲ့အခြေခံအဆောင်ပျက်စီးဆုံးရှုံးမှုတွေဟာယူကရိန်းတိုင်းပြည်ရဲ့ရေရှည်ရက်တည်နယ်စွမ်းကို ထိခိုက်စေလောက်ကြီးမားလွန်နေပြီလားဆိုတာကိုအလေးနဲ့စဉ်းစားဖို့လိုအပ်လာပြီလို့ထင်ပါရဲ့အဲ့ဒီတော့ငင်းချမ်းရက်တဲ့နယ်မြေဆိုတဲ့အယူအဆကို မလွဲမှုရှောင်တာစဉ်းစားရတော့မယ်လို့ဆိုလိုတာလားရှင်ပူတင်ရဲ့တောင်းဆိုရက်ဒီဥပမာအဖြစ်ဒွန်မက်စ်အရွှေ့ပိုင်းလိုနယ်မြေတွေကိုပေးလိုက်ရမယ်ဆိုတာမျိုးကိုလက်ခံလိုက်ခြင်းဟာယူကရိန်းရဲ့အချုပ်အခြာအာဏာ အမျိုးသားဂုံတိခါကိုဆိုးရွားစာ ထိပါစေမှတေချာပါတယ်။နိုင်ငံတကာနိုင်ငံအတွက်သူ့ရဲ့နယ်နိမိတ်ဆိုတာအသက်သွေးကြောပဲလေ။အဲ့ဒီလူနယ်မီတွေစွန့်လွတ်လပ်ယုံနဲ့ယူရှာကသူ့ရဲ့ကျူးကျော်စစ်ကိုအပိတန်ရက်တင်သွားမယ်လို့ဘသူကအာမခံနိုင်မှာလဲ။ဒါခနာဒတက်ရှူချောင်ယုံတသက်ပဲဖြစ်သွားနိုင်ပြီ။ယူရှာကအင်အားပြန်မွေးအခြေအနေပြန်ပြင်ဆင်ပြီးနောက်တစ်ကြိမ်ထပ်ကျူးကျော်လာအောင်မဟုတ်ဘူးလို့ဘယ်လိုယုံကြည်စိတ်ချနိုင်မလဲ။ဒါဟာရေရူအဖြေရှာမှုတစ်ခုကနေ ရေရှည်မှာပူကြီးမားတဲ့အန်ဒရယ်ကိုဖိတ်ခေါ်သလိုဖြစ်နေနိုင်ပါလေကျွန်တော်နားလေပါတယ်နေမေစွန်လွေးရချင်းရဲ့နာကျင်မှု အချို့အခြားအာနာထီပါမှု အမျိုးသားဂုံတိခါဒါလီအားလုံးရဲ့လင်းနစ်မှုကိုကျွန်တော်ရှုံ့မတွက်ပါဘူးဒါပေမဲ့တဖန်မှာလည်းယူကရိန်းရင်ဆိုင်နေရတာဟာတာမန်စစ်ပွဲတစ်ခုမဟုတ်ပဲတည်ရှိမှုဆိုင်ရာချင်းချုံမှုပေါ့ existential threat လို့ခေါ်နိုင်တဲ့အခြေအနေပါဆိုလိုတာကနိုင်ငံတစ်ခုလုံးပြတ်တုံးသွားနိုင်မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတာပါ စင်မြေပြင်မှာ box stops လီမန်တို့လိုအရိကမြို့တွေရေးပါတဲ့ကာကွယ်ရေးလိုင်းတွေစစ်တိုက်ကြဆုံးသွားမယ်ဆိုရင်ယူကရိန်းရဲ့ကာကွယ်ရေးစွမ်းရည်ကပြိုလဲသွားနိုင်ပြီးနိုင်ငံတစ်ခုလုံးပုံမှုဆိုးရွားတဲ့အခြေအနေတွေစီဦးတည်သွားနိုင်ပါတယ်ဒီလိုအခြေအနေမှာအဲထရမ့်ပြောခဲ့တယ်လို့ဆိုတဲ့လက်ရှိတိုက်ပွဲမင်းတွေကိုနင်းနစ်မဲ့အဖြစ်လက်ခံခြင်းဆိုတာဟာ အလွန်ခါးသီးတဲ့စီးခါးကြီးဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဒါကပုံမှုဆိုးရွားလာတဲ့လူအထက်ဆုံးရှုံးမှုတွေ နိုင်ငံတကူလို့အတိုင်းနာနဲ့ပလစီနိုင်ခြေတွေကိုတားဆီးဖို့နောက်ဆုံးမှမလွဲမရှောင်သာစဉ်းစားရမယ်ကြောင်ရဖို့စဉ်းစားရမယ်နီလန်တကူဖြစ်လာနိုင်တယ်လို့ကျွန်တော်တင်ပြလိုတာပါ ကျမကတော့ယူကရိန်းရဲ့အချုပ်ချာအနာနဲ့နေမြေတီးတန့်ခိုင်မြေကြီးကိုကာကွယ်ဖို့ဟာအမြင့်ဆုံးဦးစားပေးဖြစ်ရမယ်လို့ဆက်လက်ယုံကြည်ပါတယ်ရှင့်။လက်ရှိရင်ဆိုင်နေရတဲ့စစ်ရေးအခက်အခဲတွေဟာကြီးမားလွန်းနေဆိုတာမှန်ပေမဲ့ခုခံစစ်ကိုဆက်လက်ဆင်နွှဲပြီးနိုင်ငံတကာအတိုင်းအဝိုင်းအထူးတဖြစ်အနောက်အုပ်စုရဲ့ခိုင်မာပြီးအချိန်မီပံ့ပိုးမှုတွေကိုရရှိအောင်ကြိုးပမ်းတောဖို့ပဲလိုအပ်တယ်လို့မြင်ပါတယ်။ဒီပံ့ပိုးမှုတွေဆက်ရှိနေတဲ့မြန်ကာလာပတ်လုံးယူကရိန်းတွင်မျောလင့်ချက်ရှိနေအောင်ပါ။နေမြေဆွတ်လွတ်ခြင်းဟာအရှုံးပေးခြင်းတစ်မျိုးဖြစ်ပြီးရေရှည် မှာပို့ဆိုးတဲ့အကျိုးဆက်တွေပဲဖြစ်စေပါလိမ့်မယ်။သူတို့အနေနဲ့အဆုံးအသတ်မှာမြင့်မြင့်ထိုးပြလို့တာကတော့လက်ရှိမြင့်မြင့်တွေ့နေရတဲ့ဖြင်းကြံလာတဲ့စီးရဲ့ခြေနေတွေနဲ့တဏမန်ရေးရာရဖျားပေးမလို့ယူဆရတဲ့ခြေနေတွေရဲ့ပေါက်ဆက်မှုကြောင့်ယူကရိန်းကောက်ဆောင်တွေဟာအနာဂတ်မှာအလွန်ခက်ခဲပြီးနာကျင်ဝရကောင်းတဲ့ရွေးချယ်မှုတွေနဲ့မလွဲမထွေရင်ဆက်လာလင့်ကြည်ရှိနေတယ်ဆိုတာပါပဲ။လက်ရှိရှိမြင့်ပင်ကတိုက်ပွဲမြင့်နေဟာဒီရက်တည်းရဲ့ရေရွေးရှာဘက်ကိုပို့ပြီးရင်းနေပုံရတာကိုမြက်ွယ်ဖြစ်ဖို့ခက်ခဲလာနေပါတယ်။ ဒီချင်းတွေကဘယ်လောက်ထိဆက်သွားမလဲဆိုတာကအဆုံးအဖြတ်ဖြစ်လာပါလိမ့်မယ်။ဟုတ်ကဲ့ဒီကိစ္စပေါ်ကျမတို့ညောင်ရဲ့ရှုမြင်ပုံကွဲပြားမှုတွေရှိနေတာထင်ရှားပါတယ်။ဒါပေမဲ့စိမိပြင်အခက်ခဲတွေရဲ့ပြင်းထန်မှု အချင်းတွေရဲ့ရှုပ်ထွေးမှုလို့အချက်တချို့မှာတော့ကျမတို့သဘောတူညီမှုရှိကြတာလို့ဆိုနိုင်ပါတယ်နော်။ဟုတ်ပါတယ်။ဟုတ်ကဲ့ဒီလိုအလွာပေါင်းစုံပါဝင်ပြီးရှုပ်ထွေးလာတဲ့အခြေအနေတရက်ကိုရှုထောင့်အမျိုးမျိုးကနေစဉ်စားတုံ့တက်ကြည့်ကြံအပြင်ပုံမပြည့်စုံတဲ့နားလည်မှုရရှိနိုင်တာပေါ့ ကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တွေအပြင်ဒီတလင်းချင်းမေးဒီတဲမှာဆက်လက်လေ့လာစရာဆက်ပြီးစဉ်းစားစရာဒီအများကြီးရှိနေပါသေးတယ်။ဟုတ်ကဲ့။ဘယ်မင်းကအမန်ဘယ်မင်းကအမားဆိုတဲ့အဆုံးဖြတ်မျိုးပေးဖို့ထက်ဒီလိုကြွေးပြားတဲ့ရှုထောင့်တွေကိုနားထောင်ပြီးမိမိတို့ကိုယ်တိုင်ဆက်လက်စဉ်းစားသုံးသပ်နိုင်ဖို့ကအဓိကအရေးချက်ဖြစ်ပါတယ်။အချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။